ဝေါ်စကေးအာဆီယံ2025ဆိုတာဘာလဲဝေါ်စကေးအာဆီယံ2025ဆိုတာကအာဆီယံဒေသတွင်းနိုင်ငံတွေကလူငယ်တွေ လူငယ်တွေကမှ22နှစ်အောက်လူငယ်တွေကနေပြီးတော့ skill တွေကိုဝင်ပြီးတော့ပြန်ရတဲ့ပြိုင်ပွဲပဲဖြစ်ပါတယ် World Skill ASEAN 2025မှာသွားပြီးပြိုင်မယ်ပြိုင်ပွဲဝင်နေအတွက်ကိုကျွန်တော်တကယ်ကိုဂုဏ်ယူတာဘာလို့ဂုဏ်ယူတာလဲဆိုရင်ကျွန်တော်တို့ဆိုရင်ဒီပြိုင်ပွဲရှိလို့ရှိမှန်းတော့မသိဘူးအဲ့ပြိုင်ပွဲကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ခန္ဓာတွေအများကြီးဝင်ပြီးတော့ပြိုင်လို့ရတယ်ဒီလိုပြိုင်ပွဲတွေဒီလို activity တွေလုပ်ပေးခြင်းအပြင်မြန်မာနိုင်ငံမှာမော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးခန္ဓာဒီထက်ပိုပြီးတော့တိုးတက်သွားမယ်လို့လည်းကျွန်တော်အနေနဲ့ယူဆပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရောက်နေတဲ့နေရာကတော့ World Skill ASEAN 2025ပြိုင်ပွဲဝင်နေပြိုင်ပွဲဝင်နေဆိုတာမှနိုင်ငံ န်ကိုစားပြုသွားပြီးတော့ပြိုင်မဲ့ပြိုင်ဝဲဝင်တွေကို training လုပ်ပေးနေတဲ့ SM Auto Service ကိုရောက်နေရပဲဖြစ်ပါတယ်။ Volkswagen ASEAN 2025ဆိုတာဘာလဲ ဘော့စကေအာဆီယံ2025ဆိုတာကအာဆီယံဒေတာတွင်းနိုင်ငံတွေတဲကလူငယ်တွေလူငယ်တွေကမှ22နှစ်အောက်လူငယ်တွေကနေပြီးတော့စကေးတွေကိုဝင်ပြီးတော့ပြန်ရတဲ့ပြန်ပွဲပဲဖြစ်ပါတယ်။အဲ့ဒီပြန်ပွဲကအခုလာမယ့်26 29 28 August 2025မနီလာမြို့မှာကျင်းပမှာဖြစ်ပြီးတော့မြန်မာနိုင်ငံကနေပြီးကိုသားပြုပြန်ပွဲဝင်နေလဲသွားပြီးတော့ပြန်မယ်လို့ကျွန်တော်သိထားတယ်။အဲ့ဒါကြောင့်မလို့တို့ကဒီမှာ automotive နဲ့ပတ်သက်တဲ့ training တွေဒီမှာဆင်းနေလို့ကျွန်တော်သိထားဖြစ်တဲ့လာတာဖြစ်ပါတယ်။တော့ကြည့်ရအောင် ကျွန်တော်ဘေးမှာရှိတဲ့ဆရာကတော့ကျွန်တော်ခုနပြန်ပွဲဝင်နေပေါ့ပြန်ပွဲဝင်နေကို training တွေလုပ်ပေးနေဆရာဥနေလေးပဲဖြစ်ပါတယ်ဆရာမြင်ပါပါခင်ဗျာမင်္ဂလာပါခင်ဗျာဆရာကျွန်တော်တို့လေဒီခုနပြန်ပွဲဝင်နေပေါ့ဒီပြန်ပွဲဝင်နေကိုကျွန်တော်တို့ဘယ်ကနေစပြီးတော့လူတွေစုခဲ့တယ်ဘယ်လိုမျိုးတွေစပြီးတော့စီမံခဲ့တယ်ဆိုတာလေကျွန်တော်နည်းနည်းပြောပြပါဦးကျွန်တော်တို့လွန်ခဲ့တဲ့6လလောက်ကပြင်ပအကြောင်းနေနဲ့ကျွန်တော်တို့ဂျပန်မြန်မာအောင်ဆန်းအကြောင်း GTI Automotive ကျောင်းကားနေပြီးတော့ကလေးတွေကိုကျွန်တော်တို့ရွေးထုတ်တယ်။ရွေးထုတ်ပြီးတော့ကျွန်တော်တို့16ရောက်စပြီးတော့ကျွန်တော်တို့ train ပါတယ်ဗျ။ဟုတ်ကဲ့ပါ။ train ပြီးတော့ကျွန်တော်တို့မြန်မာ skill competition အနေနဲ့ကျွန်တော်တို့ရွေးချယ်ပွဲလုပ်တယ်။လေးပြီးတော့အဲ့ထဲကနေပြီးတော့၄ရောက်ကျွန်တော်တို့ရွေးပြီးတော့ဆက်ပြီးတော့ train ထားပါတယ်ဗျ။ဟုတ်။ဟုတ်ကဲ့ဆရာ။အဲ့ဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံပြိုင်ပွဲဝင်နေအနေနဲ့ဆိုလို့ရှိရင်ဒီပွဲကြီးမှာပေါ့နော် international ပွဲကြီးမှာဆိုရင်ခေါင်းစဉ်ဘယ်နှခုနဲ့ဝင်ပြိုင်ပါလဲခင်ဗျာ။ကျွန်တော်တို့နှစ်ခုဝင်ပြိုင်ပါမယ်ဗျ။တစ်ခုက automotive technology နဲ့ wiring ပါဗျ။ဟုတ်ဟုတ်ကဲ့ပါခင်ဗျာ။အဲ့ဒါဆို automotive technology မှာဆိုလို့ရှိရင်ရောဘယ်လိုခေါင်းစဉ်တွေများထပ်ခွဲတာ ောင်သူကျွန်တော် automotive technology မှာကျွန်တော်တို့ module အနေနဲ့၅ခုဝင်ပြီးတော့ဝင်ပြန်ရပါတယ်ဗျဟုတ်ကဲ့ module A module B module C module D module E ပေါ့နော်အဲ့လို၅ခုဝင်ပြန်ရတဲ့အခါမှာကျွန်တော်တို့ engine diagnostic အနေနဲ့ကျွန်တော်တို့ dahatsu rush เนี่ยကျွန်တော်တို့ပြန်ရပါတယ်နောက်တစ်ခါ suspension alignment အနေနဲ့ကကြတော့ကျွန်တော်တို့ harbor နဲ့ကျွန်တော်တို့ပြန်ရပါတယ်နောက်တစ်ခါ body electrical ကကြတော့ Mitsubishi Marriage ကျွန်တော်တို့ပြန်ရပါတယ်ပြီး engine overhaul အနေနဲ့က 3SS နဲ့ကျွန်တော်တို့ပြန်ရပါတယ်ဗျာနောက်တစ်ခါ gear valve အနေနဲ့ကကြတော့ U340E နဲ့ကျွန်တော်တို့ပြန်ရပါတယ်ဗျာဩဟုတ်ကဲ့ဆရာတကယ်ပြန်ပွဲမှာဆိုရင်ပေါ့နော်အဲ့ဒီခေါင်းစဉ်ဘာသာရဲတစ်ခုချင်းစီပေါ့နော်အဲ့ဒါဆိုရင်တော့အချိန်ကြီးဘယ်လောက်နေနဲ့ပြန်ရတာလဲဟုတ်ကဲ့ဗျာ module တစ်ခုကိုကျွန်တော်တို့3နိုင်နဲ့ကျွန်တော်2ရက်ခွဲပြန်ရပါတယ်ဗျာဩအဲ့လိုမျိုးဩမနေ့ညမနေ့ညအဲ့လို ိခပြန်ရတာဟုတ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာဟုတ်အဲ့ဒါဆိုလို့ရှိရင်နောက်ပြီးတော့ကျွန်တော်စိတ်တွေဟိုမနီလာမှာသွားပြန်ရမှာပေါ့နော်ဖိလစ်ပိုင်မှာသွားပြန်ရမှာဆိုတော့ language barrier များနည်းနည်းရှိမလားပေါ့နော်အဲ့ဒီအတွက်ပေါ့ဆရာတို့ဘာတွေများကြိုတင်နေစေကျွန်တော်တို့အဲ့ဒီလွန်ခဲ့တဲ့6လလောက်တည်းအားစပြီးတော့ခလေး16ယောက်ကိုစထွေးနေရကျွန်တော်တို့ language ကိုကြီးနည်းပညာပိုင်းကိုတွဲလိုက်ကျွန်တော်တို့တင်ကြားပေးခဲ့တာပါဗျာဩဟုတ်ကဲ့ဟုတ်ကဲ့ဩအဲ့ဒါဆိုလို့ရှိရင်အခုလိုမျိုး training စိမ့်ယုံနေမကအောင် language ပါတစ်ခါလည်းတင်ပေးတာဟုတ်ကဲ့ပါခင်ဗျာ language ပါပြင်ပေးပါ ုတ်ကဲ့ပါဆရာအဲ့တော့ဆရာဆရာအနေနဲ့ဆိုရင်ဒီညီလေးတွေနဲ့ဆိုဆရာလက်ဘွန်တတိနေလာတာဆိုတော့ဆရာတို့ရဲ့အကြောင်းတွေလည်းသိပြီဆရာတို့မှလည်းအရင်တော့ပြိုင်ပွဲတွေရဲ့အတွေ့အကြုံတွေကလည်းရှိလာပြီးသားဆိုတော့ဒီကလေးတွေပေါ်မှာဆရာရဲ့ညှော်မှန်းချက်လေးပေါ့ဒီပြိုင်ပွဲပေါ်မှာအဲ့ဒါလေးနည်းနည်း ပြောပြပေးပါအားရကျဉ်းနှံမှုလည်းရှိပါတယ်ဗျလိုက်နာမှုလည်းခရီးတွေကစီကန်းသေးဝဲမှုလိုက်နာဆောင်ရွက်မှုတွေလည်းတို့တွေရှိတဲ့အတွက်ကျွန်တော်တို့အောင်မြင်မယ်လို့လည်းယူဆပါတယ်ဗျဟုတ်ကဲ့အဲ့တော့ဆရာအနေနဲ့နောက်ထပ်ဗာမြားဖြည့်ဆွတ်ပြီးတော့ပြောချင်တာများရှိအောင်ကျွန်တော်တို့ဒါကိုလွန်ခဲ့တဲ့6လတည်းကစပြီးလေ့ကျင့်လာတဲ့အခါမှာကျွန်တော်စတီလီယန်အင်ဂျင်ဝိုင်းကုမ္ပဏီနဲ့တောင်ချောင်းပရိပက်ကုမ္ပဏီကနေပြီးတော့ကျွန်တော်တို့တောက်လျှောက်ကျွန်တော်တို့ပံ့ပိုးကူညီမှုတွေလုပ်လာခဲ့တယ်ပြီးတော့ဗရင်အောင်ဇေယျကပစ္စည်းရောင်းတဲ့အဖွဲ့တွေရောနောက်တစ်ခါဒီမော်တော်ကားတွေရဲ့လိုအပ်ချက်အရာကျွန်တော်တို့ ကဒေလာတွေရောနောက်တစ်ခါအသားကျွန်တော်တို့ဒီအခြားပေါ့နော်ဒီကုမ္ပဏီတွေကရောကျွန်တော်တို့ပံ့ပိုးကူညီမှုတွေအများကြီးပေးခဲ့ပါတယ်ဗျဟုတ်ကဲ့ဗျဟုတ်အဲ့အတွက်ဆရာကျေးဇူးတင်စကားပြောကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဆရာဟုတ်ဟုတ်ဒီဗီဒီယိုလေးအနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင် Worldscape ASEAN 2025မှာသွားပြီးပြိုင်မယ်ပြိုင်ပွဲဝင်နေတဲ့အတွက်ကိုကျွန်တော်တကယ်ကိုဂုဏ်ယူတာ ဘာလို့ဂုံယူရလဲဆိုရင်ကျွန်တော်တို့ဆိုရင်ဒီပြိုင်ပွဲရှိလို့ရှိမှန်းတော့မသိဘူးအဲ့ပြိုင်ပွဲကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ခန္ဓာတွေအများကြီးဝင်ပြီးတော့ပြိုင်လို့ရတယ်လူငယ်တွေကြီးပဲဝင်ပြိုင်တာအသက်20နှစ်နဲ့အောက်လူငယ်တွေကြီးပဲဝင်ပြိုင်တာဖြစ်တဲ့အတွက်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ခုနကပြိုင်ပွဲဝင်ညီလေးတွေအတွက်ဆိုလို့ရှိရင်တော်တော်လေးကိုကောင်းသွားတယ်ဘာကြောင့်လဲဆိုတော့အသက်မွေးဝမ်းကြောင်းပညာတစ်ခုကိုလည်းကြောင်ကြောင်ကြင်တက်မြောက်သွားမှဖြစ်တယ်လို့ပြိုင်ပွဲကိုလည်းသွားပြန်ရတယ်သွားပြိုင်နေပြိုင်ပွဲကိုပြောရမယ်ဆိုလို့ရှိရင်လည်းမနီလာမြို့မှာ international ပြိုင်ပွဲကြီးကိုဝင်ပြိုင်ရတာဖြစ်တဲ့အတွက်သူတို့အတွက်လည်းဂုံယူဖို့ကောင်းတယ်အတွေ့အကြုံတွေလည်းအများကြီးရမယ် language တွေကအစားဒီမှာ training တွေလုပ်ပေးတာဖြစ်တဲ့အတွက် ဘာမှမပြောပြရမလို့တော့အဲ့အချိန်လေးကတော်တော်လေးကိုကောင်းတာကိုတွေ့ရတယ်အဲ့တော့သူတို့နဲ့အတူတူကျွန်တော်လိုက်ပြီးတော့ဖိလစ်ပိုင်မှာလိုက်ပြီးတော့အားပေးချင်တာပေါ့နော်အချိန်ရမရဘူးတော့ကျွန်တော်တစ်ချက်ကြီးလိုက်ပါအောင်မယ်ဒီလိုပြိုင်ပွဲတွေဒီလို activity တွေလုပ်ပေးခြင်းအပြင်မြန်မာနိုင်ငံမှာမော်တော်ယာဉ်ပြည်ပြင်ထင်းသိမ်းရေးခန္ဓာဒီထက်ပိုပြီးတော့တိုးတက်သွားမယ်လို့လည်းကျွန်တော်အနေနဲ့ယူဆပါတယ်အဲ့အကြောင်းမို့လို့နောက်တဲ့တေမာဆိုလို့ရှိရင်လည်းအခုလိုမျိုးပြိုင်ပွဲဝင်တွေထက်ရှိဖို့ကိုလည်းမျှော်လင့်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်မြန်မာနိုင်ငံကနေပြီးတော့စုတွေရရှိပါစေလို့လည်းဒီနေရာနေပြီးတော့စုမကောင်းတောင်းလိုက်ပါတယ်စီးတော့အောင်ဒါဒီလုပ်ပေးခြင်း ဆက်ပြောမယ်3 2 1ဟုတ်ဒီလိုမျိုးပြိုင်ပွဲတွေလုပ်တယ်ဒီလိုမျိုး activity တွေလုပ်ပေးခြင်းအပြင်မြန်မာနိုင်ငံရဲ့မော်တော်ယာဉ်သူပြင်ထိမ့်သိမ်းခံတာဒီထက်ပိုပြီးတော့တော်တော်အောင်မြင်တယ်လို့ပြောချပါတယ်ဟုတ်ကဲ့ဒီလိုမျိုးလိုက်ကြပါဒါပဲဗျာခုနကခုနလိုပဲเนาะနည်းနည်းလေးအာဟုတ်ပြီခါလေးနည်းနည်းကိုင်းလို့ရတယ်